တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားရမယ်တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမရတဲ့မလိုအပ်ဖဲများစွာပြောသောစကားတို့ကိုလျှော့ရမယ် ။နောက်လူမရင်းကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ပြသန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင် ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကို ဖန်တီးနိုင်တဲ့အနေအထားကိုဆောင်ရွက်နိုင်တယ်။ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ဆေးရည်နေမှာတော့အရာရာအတိုက်ခံရှိမယ်။ခက်ခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရည်နေမှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရိမှန်းချက်အောင်မြင်မယ်။ဆေးရည်နေမှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်။ စတဲ့ရနေမြင့်မြတ်သောနေတစ်ခုဖြစ်တယ်အဲဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရင်လည်းကောင်းတယ်ငွေကြေးကိစ္စအတွက်လည်းအဆင်ပြေမှုရှိမယ်စတဲ့ရနေမှာမနာလိုသူများမယ်မူလစီစဉ်ထားလေတွေအလွဲလွဲချော်ချော်ဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်စက်သုံးရနေမှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်၁၄ရနေမှာ ယံပတိပက္ခတွေကြားတဲ့ကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အင်းဒီမှာအရှိရကုတီသွားစဉ်အနည်းဖြစ်တတ်တာတော့ကျူးဆိုင်ရမယ်။အခြေခံအဖြစ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာသွားလာနေထိုင်ဆင်ခြင်ပြီးရတော့တနေ့တာအရာရာအစဉ်ပြေသောနေထားတွေပဲကိုဥတီတာတွေ့ရပါတယ်။ဇာသပတိနေဗုဒ္ဓနေတနေ့လာနေမွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။ တနင်္ဂနွေနေ့ကနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်တည်ဖြစ်တတ်ပါတယ်၁၅၆ကနန်းနေအကျိုးပေးပါတယ်အဝါရောင်လိမ္မော်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ၁၇ရက်နေ့ဟိန်းနေ့ကကဆုံးလာပြည်နေ့ညောင်ရီသွန်းပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသွန်းခြင်းကုသိုလ်ကောင်းမှုပြုပါအခြားအခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့လောရာဆုတောင်းရင်ဆုတောင်းပြပါလိမ့်မယ် ကျေးဇူးတင်ပါတယ်